မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအုတ်တွဲမြို့နယ်နဲ့ဖြူမြို့နယ်အဆက်တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကမူးယစ်ဆေးတွေတုံးဆွဲထားပြီးတော့ကြားထိုးပြီးတက်ပြီးတိုက်ခိုက်ခြင်းကြောင့်စစ်တပ်ဘက်ကအယောက်60ထက်မနည်းသိမ်းဆုံးသွားပြီးတော်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇမလ28ရက်နေ့မနက်6နာရီခွဲအချိန်ကမှအင်အား900ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ုတ်တွင်းမြို့နယ်အပိုင်းကံကလေးရွာနဲ့ပေါကုံးကျေးရွာဘက်ကနေမြန်နီခွင်းကျေးရွာနှောခေရွာတရက်ကုန်းရွာကျူအင်းရွာခန်းကုန်းဖြူးမြို့နယ်အပိုင်းမှာရှိတဲ့ ဂရမ်မတီးကျေးရွာအထွေကိုစစ်ကြောင်းထုံးဝင်ရောက်လာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များကမျက်နှီခွင်းကျေးရွာအရောက်မှာစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာတရကုန်းရွာ၊နှောခင်ရွာနဲ့အခြားကျေးရွာများအထွေကိုဇက်တိုက်ဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမူရဲစေးတွေတုံးဆွဲထားပြီးတော့တော်လိုင်းတပ်ဖွဲ့များရှိရာဘက်ကိုဒရဂျန်မရမနာဝင်လုံးပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်က အယောက်60ထက်မနည်းသေဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တွင်းမှာလက်နက်ကြီးများ drone များနဲ့ဆက်လက်များနဲ့ပါအုံပြုပြီးတော့ကြီးပါများကိုပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူ3ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တော်လိုင်းရဲဘော်3ဦးလည်းလက်နက်ကြီးကြီးထိမှန်ကမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီးတော့ရဲဘော်2ဦးကတော့မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါဗျ။ တော်လိုင်းတပ်ဖွဲ့များဟာတိုက်ပွဲအတွင်းမှာပိတ်မိနေတဲ့ရဲဘော်3ဦးကိုလည်း24နာရီအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများပတ်လည်ဝိုင်းနေတဲ့ကြားတွေကနေရဲဘော်များကတပ်ဆွန်ဆန်ပြပြန်လည်ပြီးတော့ကဲတင်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့များအနေနဲ့တမိုင်းဝင်ဖြစ်ရအနေနဲ့မှတ်တမ်းတင်ဂုံပြူထိုက်တဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့သိရပါတယ်စစ်ခွေးစစ်ကြောင်းကအခုတော့ပြန်ဆုတ်သွားပါပြီမျက်နှာကြီးကွဲမှာအခုထိတပ်ဆွဲထားတော့မှာပဲ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတွက်အတွေ့အကြုံသစ်တွေနဲ့သင်ကန်းစာတွေကောင်းကောင်းရခဲ့ပါတယ်ထပ်ပြီးတော့ဂျုံလာလို့ရှိရင်လဲကျွန်တော်တို့ဘက်ကအဆင်သင့်ပါပဲလို့တောင်ငူခရိုင်တိုက်ရင်အမှန်3932စစ်ကြောတက်ခွဲတာဝန်ခံရဲဘော်ဘူအောက်ထောင်ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုတောင်ငူခရိုင်ပြည်သူ့ကာကွယ်တပ်တော်တရရင်အမှတ်3932စစ်တောင်းစစ်ကြောင်း AR အမှတ်3တရရင်ရန်ကုန်တိုင်းဘက်ကဖတိုက်ခိုက်ရေးတပ်ဖွဲ့3ဖြူဘက်ကဖ PDO 3432တရက်ခရိုင်တရရင်အုတ်တွင်းဘက်ကဖပူပေါင်း drone တိနဲ့ မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ရုံးစင်ကြီးရဲစခန်းကနေကိုင်းရထွက်ဝဲတဲ့ရဲလင်မယားနှစ်ယောက်ကိုတော်လိုင်းတပ်ဖွဲ့များကအရှင်ဖမ်းမိထားပြီးတော့တနက်တလက်ကိုတင်းစီရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ6ရက်နေ့ညနေပိုင်းမှာတောင်သာမြို့နယ်ရုံးစင်ကြီးရဲစခန်းကရဲတပ်သားကြော်တောင်းတို့လင်မယားနှစ်ယောက်ဟာ 900ဆိုင်ကနေ900ဝယ်ပြီးအပြန်လမ်းမှာတောင်လာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကရဲဘော်များကစောင့်ကြိုဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့ရဲတပ်သားကြော်တောင်းစီကနေပြီးတော့ G3 အမျိုးအစားတပ်နဲ့တပ်လက်နဲ့ကြီးစား9000တို့ကိုလည်းတော်လိုင်းတပ်ဖွဲ့ဝင်များကတင်းစီနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့ရဲတပ်သားနဲ့သူ့ရဲ့ဇနီးကိုစစ်တုံးမှန်းဥတွေနဲ့အညီဖိမ့်သိမ်းထားရှိကအရေးယူဆောင်ရွက်မှုများကိုပြုလုပ်သွားမှာဖြစ်ကြောင်းကိုတောင်လာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဆိုပြီးတော့နိုင်ငံရေးအကျဉ်းသား600ခန့်လွတ်ငြိမ်းချတာကိုပြုတယ်ဆိုပြီးအကြမ်းဖက်စစ်ကောင်စီကပြောဆိုခဲ့တော့လဲအမှန်တကယ်လွတ်မြောက်လာတဲ့ဥယေကတော့344ဦးသာရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကအကျဉ်းသားပေါင်း9864ဦးကိုလွတ်ပေးခဲ့ပြီးတော့အဲ့ဒီလွတ်ပေးတဲ့နေရာမှာပုံမှန်905နဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသား600ခန့်ပါဝင်မယ်လို့ပြောဆိုထားတော့လဲအမှန်တကယ်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားဟာ 208ဦးနဲ့အကျဉ်းသူ132ဦးစုစုပေါင်း344ဦးသာလွတ်မြောက်ခဲ့ခြင်းဖြစ်ပြီးတော့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာမှုစည်းရင်းကိုမြန်မာနိုင်ငံတော်ဝန်မှရှိတဲ့ အချင်းတောင်ပေါင်း40ကျော်ကနေစောင့်ကြည့်ပြီးတော့ကောက်ယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပုံမှန်အားဖြင့်နိုင်ငံရေးအချင်းသားများစည်းရင်းကိုမြေပြင်မှာရဖို့ခက်ခဲတာကိုအခွင့်ကောင်းယူပြီးတော့နိုင်ငံရေးအရာအမျက်ထုတ်တယ်လို့ပဲကျွန်တော်တို့ကပြောကြင်ပါတယ်ကချင်ပြည်နယ်ဝင်ကြီးချုပ်လိုမျိုးလူသီးများတဲ့ခေါင်းဆောင်တအုပ်ကိုအလွတ်ပြလိုက်တယ်ကြံတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းထားတယ်ကချင်ပြည်နယ်ဝင်ကြီးချုပ်ကိုအလွတ်ပြပြီးတော့နိုင်ငံတကာအနေနဲ့နိုင်ငံရေးအချင်းသားဦးဆောင်တဲ့သူတွေကိုလွတ်တယ်နိုင်ငံရေးအချင်းသား600ဝန်းကျင်ကိုလွတ်ခဲ့တယ်ဆိုတဲ့အမြင်ကစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကိုကိုးကားရတာရှိတယ် ဒီလိုသူတို့ရဲ့ထုတ်ပြန်ချက်တစ်ခုတည်းကိုကိုးကားရတဲ့အခြေအနေမှာဒီလိုမျိုးလှုပ်တာဟာနိုင်ငံရေးအမျက်ထုတ်တာဒါဟာပြည်သူတွေကိုလိမ့်လည်တာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNR မြေဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောကြားထားပါတယ်လိမ့်လည်ပြီးတော့ထုတ်ပြန်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်များကိုချင့်ချိန်ပြီးတော့ယုံကြရတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNR အနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လိမ့်လည်မှုများကို အများသိရှိစေရန်အခုလိုမျိုးထုတ်ပြန်ရခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်တဲ့အရေးအတွက်ကိုလိန်လယ်ပြီးတော့နိုင်ငံရေးအမျက်ထုတ်ခြင်းအပေါ်ကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနိုင်ငံရေးအကျဉ်းသားဟောင်း26ဦးကလည်းစူပေါင်းပြီးတော့ကြေညာချက်ထုတ်ပြန်ခဲ့ပါဗျ။နိုင်ငံရေးအကျဉ်းသားများကိုနိုင်ငံရေးခြေနင်းခုံအဖြစ်နဲ့ချနှင်းပြီးတော့ပြည်သူလူထုနဲ့ တကဘာလုံးကိုလိမ်လည်ရန်စူးစမ်းနေတဲ့အကြမ်းစစ်ကောင်စီရဲ့လောက်ရက်ကိုနိုင်ငံရေးအကျဉ်းသားဟောင်းများအနေနဲ့မျက်ခြေမပြတ်စောင့်ကြည့်နေပြီးတော့ပြက်ပြက်သားသားစန့်ကျင်ကန့်ကွက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။အကြမ်းစစ်ကောင်စီရဲ့ဇန်နဝါရီလ၄ရက်နေ့လွန်ငင်းချမ်းသာခွင့်အမိန့်မှာတတ်တတ်တကြောပြစ်ဒဏ်ကြခံနေရသူအကျဉ်းသားအကျဉ်းသူ144ဦးကိုထောင်ဒဏ်15နှစ်သို့ပြောင်းလဲကြခံပါမယ်လို့ပါရှိရာအဲ့ဒီအကျဉ်းသားအကျဉ်းသူတွေဟာမြည်သည့်ပုံမှန်တွေနဲ့ကြခံနေရသူတွေဖြစ်တယ်ဆိုတာကိုမပါရှိတဲ့အပြင်ဘသူတွေဖြစ်တယ်ဆိုတာကိုလည်းမပါတဲ့အတွက်ကြောင့် ဆက်လက်စောင့်ကြည့်ပြီးတော့အချက်လက်တွေကိုစီစဲသွားဖို့လိုအပ်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတအုပ်ဖြစ်တဲ့ကိုပြတ်တပ်ကပြောဆိုထားပါတယ်။ဒါအပြင်သတင်းမီဒီယာများအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီရဲ့ကလိန်ကကြက်ကြပြီးတော့လိန်လယ်ပြောဆိုနေမှုများအပေါ်ကိုသတိကြီးကြီးထားပြီးတော့စောင့်ကြည့်သတင်းတင်ဆက်ကြရန်နိုင်ငံရေးအကျဉ်းသားဟောင်းများကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်ဆက်တကလေရင်များလက်နက်ကြီးများနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူနှအုပ်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေတုံမြို့နယ်မှာဇန်နဝါရီလ2ရက်နေ့မွန်းလွယ်3:18မိနစ်ခန့်မှာကွင်းချောင်းဝမှာအခြေစိုက်တပ်ဆွဲထားတဲ့အကြမ်းဖက်ဆက်တက87မမလက်နက်ကြီး၄လုံးနဲ့ပစ်ခတ်ခဲ့ရာ ခိုးလိုကျေးရွာနဲ့ဖြန်တလင်းကျေးရွာကြားမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ4:18မိနစ်ခန့်မှာကွင်းချောင်းဝါမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက122မမလက်နက်ကြီးတစ်လုံးနဲ့ထပ်မံပစ်ခတ်ခဲ့ရာကြောက်ဆက်တဲ့အနောက်ဘက်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့အဲ့ဒီကျေးရွာမှာနေထိုင်တဲ့အသက်15နှစ်အရွယ်မောင်ချင်းမင်းအောင်ရဲ့ကြောကုန်းမှာလက်နက်ကြီးကြီးစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အလားတူပဲဇန်နဝါရီလ2ရက်နေ့မှာစင်အိုးလာမှာအခြေစိုက်နေထိုင်တဲ့အကြမ်းဖက်စစ်တပ်ကဘိုလင်းအဆင့်ရှိတဲ့ကြော်ထုံးဟာပြည်သူစစ်မှုထမ်းဆင့်ခေါ်ဖို့အတွက်လှဲစုကျေးရွာ၊ဘောဒီကွင်းကျေးရွာ၊ဖိုးအိမ်စုကျေးရွာ၊တင်ကန်းကျောင်းကျေးရွာနဲ့ဖြန်တလင်းကျေးရွာတို့ကတရွာကိုတအုံနှုံစစ်မှုထမ်းရန်ပြောဆိုခဲ့ပြီးတော့စစ်မှုမထမ်းပါကတရောက်ကိုမြန်မာငွေကျပ်သိန်း30ဒဏ်ကြေးပေးဆောင်ရမယ်ဆိုပြီးတော့ပြောဆိုခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ3ရက်နေ့မိုးလယ်တနင်္ဂနွေ55မိနစ်ခန့်မှာ ကွင်းချောင်းဝမှာအခြေစိုက်နေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ120နဲ့မမလက်နက်ကြီးတစ်လုံးနဲ့ပြစ်ခတ်ခဲ့ရာအင်းနိုင်ကုန်းကျေးရွာအတွင်းမှာကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့အဲ့ဒီကျေးရွာမှာနေထိုင်တဲ့အသက်22နှစ်နဲ့အရွယ်နော်ဝါဝါဖော်ထိခိုက်ဒဏ်ရာရရှိကနေအိမ်နှလုံးလဲပျက်စီးသွားတယ်လို့သိရပါဗျ။မူးမြို့နယ်မှာဇန်နဝါရီလ3ရက်နေ့မွန်းလွဲ7:40မိနစ်နဲ့45မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ပေါင်900ဘုံဒီလေးလုံးကိုစောခီကျေးရွာနဲ့ထိခိုကျေးရွာတို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ NUG အစိုးရကာကွယ်ဝင်ကြီးဌာနထံကိုဒီဇင်ဘာလအတွင်းမှာစစ်သားနဲ့ရဲစုစုပေါင်း28ဦးအလင်းဝင်ရောက်ခဲ့ပြီးတော့လက်နက်မျိုးစုံ73လက်နဲ့ခဲယမ်းများကိုလည်းယူဆောင်လာကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ1ရက်နေ့ကနေပြီးတော့31ရက်နေ့အထိအမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ရင်ခွင်အကောင့်ထက်ဖို့ဆောင်ရွက်မှုဗဟိုကော်မတီနဲ့ကာကွယ်ဝင်ကြီးဌာနရဲ့ကုတ်ကဲမှုအောက်မှာရှိတဲ့ PDF တရင်များပကဖများထံကိုဆက်သွယ်ပြီးတော့ဒူရဲအုပ်တအုပ်အပါအဝင်စစ်သားနဲ့ရဲစုစုပေါင်း28ဦးအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာသူများဟာစစ်တပ်ကတက်ကြည်2ဦးတက်ကြ2ဦးဒုတက်ကြ2ဦး တပ်သား9ဦးနဲ့ရဲတပ်ဖွဲ့ကဒူရဲအုပ်တဦးရဲတပ်ချက်ကြီးတဦးရဲတပ်ဖွဲ့ကဒုတက်ချက်တဦးနဲ့ရဲတပ်သား9ဦးတို့ပါဝင်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာသူများထဲမှာလက်နက်ခဲယမ်းများနဲ့အလင်းဝင်ခဲ့သူ73ဦးရှိပြီးတော့လက်နက်မျိုးစုံ73လက်နဲ့ ခဲယမ်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။လက်နက်ခဲယမ်းများနဲ့အလင်းဝင်ခဲ့တဲ့သူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကတတ်မှတ်ထားတဲ့လက်နက်တံပိုးအလိုက်ဂုံပြူစုငွေများကိုချင်းမြေပေးအပ်ခဲ့တယ်လို့သိရပါတယ်။2021ခုနှစ်ကနေ2024ခုနှစ်ဒီဇင်ဘာလအထိစစ်တပ်ဘက်က382ဦးရဲဘက်က1888ဦးစုစုပေါင်း CDM ဝင်ရောက်သူ14860ဦးပြည်သူ့ရင်ဝင်ကိုခေလုံပြီးတော့အရာရှိအဆက် CDM ဝင်ရောက်သူဒုဗိုလ်မှူးကြီး9ဦး ၊ဘိုမူ42ဦး၊ဘိုကြီး323ဦး၊ဘို102ဦးရှိခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဆက်တိုက်ရဲ့စစ်မှုထမ်းအမိန့်ချိန်ညာချက်ကြောင့်အတင်းအဓမ္မလူသစ်စုဆောင်ခံရသူများအပါအဝင်ပြည်သူ့ဘက်ကိုရက်တီလိုတဲ့စစ်သားများနဲ့ရဲများအနေနဲ့ပြည်သူ့ရင်ခွင် Telegram @myanmarpeople တို့မဟုတ်နီးစပ်ရာ PDF ပကဖများနဲ့မဟာမိတ်တိုင်းသာတော်လိုင်းအဖွဲ့များကိုစက်သွယ်ချိတ်ဆက်ပြီးတော့ပြည်သူ့ရင်ခွင်ကိုခိုးလုံကြရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ